အားလုံးပဲမင်္ဂလာပါ။တနင်္သာရီချိုင်သတင်းဌာနရဲ့ Pocket Season ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ဆောင်းပါရှင်သူရေးသားထားတဲ့ Ukraine ရှစ်တန်းစစ်မျက်နှာကရေးသားဆိုတဲ့ essay လေးကို တင်ဆက်လိုက်ပါရစေ။ Ukraine ရှစ်တန်းစစ်မျက်နှာကရေးသားကြည်စံရဘလဘွားနဲ့ဂါဒစီရှိပါတယ်။ကားပေါ်မှာ ဆွက်တာတွေဘောင်းမီတွေအရန်သေးစားစရာတချို့နဲ့ဆေးဝါးတချို့ပါတယ်။ဒီကားဟာယူကရိန်းစစ်မျက်နှာရှေ့တန်းကယူကရိန်းရဲမှူးဗိုလိုဒီမာ နီကူလီရဲ့ကားဖြစ်ပါတယ်။ရုရှားယူကရိန်းစစ်မျက်နှာမှာတံဝန်ထမ်းဆောင်နေတဲ့နီကူလီရဲ့အတွေ့အကြုံဟာကမ္ဘာအရရက်ကတခြားရဲတွေရဲ့ဖြတ်သန်းမှုနဲ့အတော်ပဲကွာခြားလှပါတယ်။သူ့အလုပ်ကတော့စစ်တမ်းကြောင့်ထွက်ပြေးနေရတဲ့ယူကရိန်းပြည်သူတွေကို ကူညီခဲ့ဆဲတာတော်မီလောက်တော့ကြောင့်လက်ခံမောက်ခတ်သူတွေကိုဆုံးမတာရှေ့တန်းမှာတတင်းလာယူတဲ့ဂျာနယ်လစ်တွေကိုကဲထုတ်ပေးတာနဲ့ရုရှားစစ်တပ်ရဲ့စစ်ရဇဝတ်မှုတွေကို တကူရင်မှတ်တမ်းတင်တာတို့ပဲဖြစ်ပါတယ်သူက သူ့ကားကို လက်ကီလို့ချစ်စနိုးနဲ့ခေါ်ပါတယ်ဒီကားဟာသူ့အသက်ကိုတည်ရင်းရှင်ရင်အခြေတွေမှာအချိန်ချင်းကဲတင်ခဲ့ပြီဖြစ်လို့ပါပဲရုရှားစစ်တပ်က ရှေ့တန်းမှာတမြို့ပြီးတမြို့သိမ်းလာတဲ့အခါနီကိုလေဟာသူ့ရဲ့လက်ကီနဲ့အတူလောမြောက်ရွာကိုတဖြည်းဖြည်းရွှေ့နေရတာပါလက်ကီဟာသူ့ရဲ့စီးတော်ရင်ဖြစ်တယ်လို့သူ့ရဲ့အိမ်ဖြစ်ပြီးသူ့ရဲ့တူဦးဒီသောအဖော်လည်းဖြစ်ပါတယ်ဒီကားဟာကျွန်တော်အတွက်တော့တကယ်လက်ကီပဲလို့နီကူလင်ကပြောပါတယ်အသက်54နှစ်အရွယ်နီကူလင်ဟာယူကရိန်းနိုင်ငံအရှိပိုင်းက ဒိုညက်စ်မြို့မှာကြီးမိလာခဲ့တာပါ အဖေကကြောက်မိသွေးတွင်းလို့သာဖြစ်ပြီးတော့အမေကတော့အထက်ချုပ်ဆက်ယုံအလုသမဖြစ်ပါတယ်ဆင်မဖြစ်ခင်တော့ကတော့ဒိုညက်စ်မြို့ဟာမဖီးယားဂိုင်းတွေရဲ့နယ်မြေလူပွဲတွေနဲ့နံပါတ်လုံးခဲ့ရပါတယ်ညကူလင်ကတော့သူ့မြို့ကို သူတန်ရုံးစဉ်ရှိသူပါ သူအပျော်ရွှင်ခဲ့ဆုံးအချိန်ကတော့2012ယူလိုဖလားဘောလုံးပွဲကွာတာဖိုင်နယ်ကိုဒိုညက်စ်ကဘောလုံးကွင်းအသစ်ကြီးမှာကြီးခဲ့ရတာဖြစ်ပါတယ် ိုညက်စ်ကနေသူတောင်ဝန်နဲ့ထွက်လာရတော့ကတော့ယာယီခွက်ခွက်ချင်းပဲလို့သူထင်ခဲ့ပါတယ်။ပေါ်ပေါ်ပါပါဖြစ်တဲ့တီရှပ်အုတ်ထုတ်တလုံးနဲ့ဘောင်းမီတို့တချို့ကိုသူယူလာခဲ့တာပါ။ကျွန်တော်အချာကြီးခွဲရမယ်လို့ဘသူမှမတွေးမိခဲ့ကြဘူးလို့နီကူလင်ကဆိုတယ်။တတိပတ်အနှံငယ်အတွင်းမှာအင်ကိုပြန်ရမယ်ပေါ့။ထော်ဝရဆိုတဲ့စကားကိုတော့မပြောချင်ဘူးလို့သူကဆိုပါတယ်။ကျွန်တော်တို့ဟာရုရှားတွေရဲ့ပိတ်မှတ်တွေပဲလို့ နီကူလင်ကဆိုတယ်။ကာကီယောက်ဂျက်ကက်ကိုဝတ်ထားပေမဲ့ဘာတစ်စိမ့်မှတတ်မထားပါဘူး။တရင်ဘေးတွေကလမ်းပြောရင်သူရှိရာနေရာကိုရုရှားတွေကလမ်းပေးမှာပါ။နီကူလင်နဲ့သူ့ရဲတပ်ဖွဲ့ဟာ တောင်ဘက်ကမာရီယူပူမြို့ကိုရွှေ့ခဲကြတယ်။နောက်တော့မာရီယူပူလဲအဝမ်းခံရတော့တာပါပဲ။မြို့နေပြည်သူတွေကိုရွှေ့ပြောင်းရတာဟာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။အထူးသဖြင့်တက်ကြီးရွယ်အိုတွေကမရွှေ့ပြောင်းချင်ကြဘူး။ ကိုမျိုးကလွှဲရင်ဘယ်မှမရောက်ဘူးတဲ့လူတွေကလည်းရှိနေပါတယ်။ရုရှားလီဒါကဘုံတွေမိုးရွာချတယ်လို့ကျဲတဲ့အခါမြို့သူမြို့သားတွေကိုသူကတင်ရတယ်။ဂျာနယ်လစ်တွေကိုလည်းမြို့ထွေကနေလွန်မြောက်ဖို့ကဲထုတ်ခဲရပါတယ်။ရုရှားတပ်တွေဝင်လာတဲ့အခါ AP သတင်းဌာနကသတင်းစာဆရာတွေကိုဖြစ်ရမှာကိုသတင်းပေးပို့နိုင်ဖို့အတွက်အင်တာနက်ရအောင်သူရှာပေးခဲ့တယ်။ရင်းခိုးစရာအကောင်းဆုံးကတော့ AP သတင်းသမားတွေကို မြို့တွေကနေထွက်လို့ရအောင်သူ့ကားထဲမှာဝက်ပြီးခေါ်ထုတ်သွားခဲ့တာပါပဲသူ့ကားမာရီကိုပလတ်စတင်နဲ့ကားပြီးကင်မရာကိုတော့ထိုင်ခုံအောက်မှာထက်လာခဲ့ပါတယ်ပုံစံတွေမှန်ထားတဲ့သူ့ကားလေးကတရင်စာဆရာတွေကိုလုံမြောက်ရကိုခေါ်ထုတ်နိုင်ခဲ့ပါတယ်သူတို့ဖြတ်တန်းခဲ့တာဟာရုရှားစစ်တပ်တွေရဲ့စစ်စင်ရေးဂိတ်15ခုဖြစ်ပါတယ်အရန်စစ်ပီစီခဲရတယ်လို့ရုရှားစစ်သားတွေကို စီကရက်ပေးပြီးစီယုံခဲ့တဲ့နီကိုလင်ကပြန်ပြောပြပါတယ်။သူ့လူဖော်ကန်ဖက် မီခီလိုဗာရှီလင်ကဒေသင်းသမားတွေအတွက်တော့သူဟာ အဖေလိုပဲလို့မှတ်ချက်ချတယ်။သူကမာရီယူပူမာဘာတွေဖြစ်နေရဆိုတာကိုကဘာကြီးကိုအရင်သိစေချင်တာ။သူကအလုပ်ကိုတောင်းဝန်ချေလုပ်တာမဟုတ်ဘူးလို့နောက်လူဖော်ကန်ဖက်တယောက်ကလည်းပြောပါတယ်။နီကိုလင်ရဲ့စွန့်ဆောင်မှုဟာ အချင်းကြီးမဖြစ်ခဲ့ပါဘူး။အဲ့ဒီ AP သတင်းသမားတွေရိုက်ကူးတဲ့ 20 days in mariupu ဆိုတဲ့သတင်းမှတ်တမ်းစကားကအော်စကာဆုရခဲ့ပါတယ်။စက်ကရဲ့အဖွင့်မှာညီကူလင်ကရုရှားတက်ကားတွေဝင်လာနေပြီဆိုတာကိုစိတ်ယုံတယုံတွေကနေသူ့တပ်ဖွဲ့တွေကို စကားပြောဆက်ကတဆင့်လမ်းပြောနေတာကိုတွေ့ရပါတယ်။ဒီစက်ကကိုကုလသမဂ္ဂအထွေထွေညီလာခံမှာလည်းပြသခဲ့ပါတယ်။မာရီယူပူပြီးတော့နောက်တစ်မြို့ကိုသူရွှေ့ရတာပါပဲ။ညီကူလင်ရဲ့မိုဘိုင်းဖုန်းထဲမှာ ဗီဒီယိုဖိုင်တွေယာနဲ့ချီပြီးရှိပါတယ်။ရုရှားရဲ့ဗုံးကျဲတဲ့အောက်မှာအရက်သားတွေရဲ့အိမ်များတွေဘလောက်ပျော်ပျော်ဝတ်သွားလဲဆိုတာတွေကို သူမှတ်တမ်းတင်ထားခဲ့တာပါ။ပြီးခဲ့တဲ့ຫນွေတုန်းကတော့သူနဲ့မလက်မကမ်းမှလာကြတဲ့ဒုံးကြီးကြောင့်သူ့နောက်ကျောင်းမှာဒဏ်ရာရခဲ့တယ်။ညကူလင်ကတော့ဒဏ်ရာကြီးနဲ့အလုဆက်လုနေတာပါပဲ။ခဏနားလို့ရတဲ့အချိန်မှာမြို့တော်ကိုသွားပြီးသုံးချိန်လောက်ခွဲစိတ်ကူတရရပါတယ်။ရုရှားရဲ့ထိုးစစ်အောက်မှာ ြို့တွေအများကြီးကျသွားပေမဲ့ညီကူလင်ကတော့မျောလင်းချက်တွေရှိနေထုံးပါပဲယူကရိန်းဟာဆုံးရှုံးခဲ့တဲ့နယ်မြေတွေကို ပြန်သိမ်းပိုက်နိုင်မယ်လို့သူကယုံကြည်တယ်မျောလင်းချက်ဟာကျွန်တော်တို့အတွက်စွမ်းအားပဲလို့သူကဆိုလေအပြက်အစည်းပုံတွေကြောင့်မှပိတ်မိနေတဲ့ပြူသူတွေကိုသူဆွဲထုတ်ကယ်ဆယ်ခဲ့ရတယ်သူလို့ဖော်ကင်ဘဲတွေလည်းရုရှားရဲ့ဗိုလ်ဒဏ်အောက်မှာကြာဆုံးသွားခဲ့ကြရပါပြီသူကတနေ့တော့ ဇာတိမျိုးဒိုညက်စ်ကိုပြန်နိုင်အောင်မယ်လို့မျှော်လင့်နေစေပါပဲ။သူလက်ရှိတော်ဝင်ထမ်းဆောင်နေတဲ့မျိုးလေးကိုလည်းရုရှားတွေတိုက်နေပါပြီ။သူထပ်ပြီးရွှေ့ပြောင်းရအောင်တော့မှာပါ။ခုနေနေတဲ့အင်္ဂလီကသူ့ဇနီးဘက်ကမိသားစုရဲ့အင်္ဂလီပါ။ Home sweet home လို့သူကအင်္ဂလီလိုပြောပါတယ်။နိုင်ရန်ပေါ်မှာတော့ဘန်းမွေးတွေနဲ့ wallpaper ကိုမြင်ရတယ်။မီးဖို့ချောင်တွေကစပွဲပေါ်မှာဘန်တီး ရွေးနေကြရတဲ့အိုးနဲ့ဆလိုက်ရက်တွေတွေ့ရပါတယ်။သူ့စီကတပင်းချတန်ထွက်လာတယ်။စိတ်လှုပ်ရှားမှုကိုထိတ်ချုံထားရပုံပါပဲ။ကပိုင်းလို့မပြောချင်ဘူးလို့သူကဆိုပါတယ်။ခဏနေရင်တော့သူနဲ့လက်ခီနဲ့မပြင်းဆုံးနိုင်သေးတဲ့ခီးကိုဆက်ချရအောင်ပါ။သူ